ားချစ်ခွာဆာဆောင်မနှုတ်ခွဆက်တာပါတယ်။အတညာမှာဖတ်ပြမယ့်အကြောင်းအရာကကိုနိုင်သူတော်ဘာပြုစီလို့ညတိုင်းသူတော်ဘာနိုင်ပြုဖို့လိုအပ်တဲ့ဆွေအကြောင်းအရာဖြစ်ပါတယ်။မေလ9ရက်2025ခုနှစ်ပေါ်မူနေ့သင်တို့ဒီကိုနိုင်သူတော်ဘာပြုစီလို့ညတိုင်းသူတော်ဘာနိုင်ပြုကြလို့ဤပြည့်ညက်ကပြည့်ညက်တိကျန်နေအနာဂတိကျန်လို့အချုံချပင်ဖြစ်တည်းရှင်မတဲ့ခရွေချက်အခန်းကြီး9ခန်းငယ်စနေကောင်းရှင်ကအချုံချပြည့်ညက်တော့ ကျွန်တော်သားချင်းရဲ့ချွေးမကနွဲ့နွဲ့ဆော့ဆော့ပြေးလာကအဖေလုပ်ပါအောင်ကျွန်တော်ကျမတို့တော့ဒုက္ခရောက်ပါပြီဟူမိတော့ကစောင့်တီရမရဖြစ်နေပါ၏အင်မတန်ခက်ခဲသောအမှုရောက်လာပြီဟူတီးလိုက်ရပါ၏သားကြီးကကျွန်တော်ဝင့်လေရလားမသိဘူးဟူတုံးလုံးစာပြောရသူစနီကဝင့်လေတာမဟုတ်ပါဘူးစိုက်သည့်အတိုင်းရရတာပါဟူပြန်ပြောပါ၏ဘာတွေဖြစ်ကုန်တာလဲငါနားလေအောင်ပြောပြပါအောင်မနေတိုက်တူမှာဖြေချောင်းကုန်ရှင်သိရပါတော့သည် တကယ်တော့သူတို့အိမ်မှာရှိသည့်သမီးချောကလေးကိုလိုချင်၍လူပြိုတယောက်သည်နေစဉ်လာ၍ငုံတုံထိုင်နေပါတည်းအားနာ၍မမောင်းထုံရဲပဲရှိရာကျွန်ုပ်ကလာ၍အဖေလာပြီးမောင်းပေးပါဟုပြောပါသည်လောဘလို့ဖြစ်တာလဲမသိပါဆရာတော်စဖိုင်းတင်းသူ နော်ဖောစင်မှုကလည်းသူတို့ဆန်နီယာကိုတော့မှာတရေတစီရီတောင်းချက်နေလို့လာနေပြီးပါဟုတောင်းဆိုပါသည် ငါနဲ့သူတမကိုနင်းဖို့များလက်မရနေသလိုပဲဦးတွင်းရင်မိပါသည်အခုလည်းပဲသူသမီးကို လာပိုးနေသည့်လူပြိုသူကြီးကိုလာ၍နေပေးပါတယ်တကယ်တော့လွန်ခဲ့သောနှစ်ပေါင်း20ကကျွန်တော်သားသည် သူများသမီးကိုလိုချင်၍မရှက်နိုင်ပေထိုအိမ်သို့သွားကာငုံတုတ်ကြီး ထိုင်ဆောင်ခဲ့မှုတော့ရရွှေရှိခဲ့ပါသည်တကယ်ပဲသူများသမီးကိုလိုချင်၍လာနေချီကညနေတိုင်းထီတချောင်းနှင့်တောတော်၍ ထိုင်ဆောင်တာကြတော့မိဘများလည်းတင်းမခံနိုင်တော့ပဲသူ့ကိုပြေးစားလိုက်ရပါ၏အခုကြတော့သူ့အလဲရောက်လာပါပြီသူ့လိုပဲမျက်နှာပြောင်ပြောင်နဲ့လာ၍ထိုင်နေသောလူပြူကြီးကြောင့်သူ့ခင်များနေရထိုင်ရခက်သဖြင့်ပင်ပန်းနေရရှုပဲ အဲ့ဒါတော့ငါလည်းမလုပ်တတ်ဘူးပြောလေအားငယ်၍ပြန်သွားပါ၏။တကယ်ရှိနှုတ်ကပတော်ကိုဆင်ကျင်ကြပါရှုံး။ကိုနိုင်သူတစ်ပါးပြုစီလို့မြတ်တိုင်းသူတစ်ပါး၌ပြုကြမှာဖြစ်ပါသည်။အကောင်းဆုံးသောလောကနိတိဖြစ်ပါသည်။သူနေဆုံးမခဲ့သည်မြတ် အမြင့်မြတ်ဆုံးသောလူမှုဆက်ဆံရေးပညာချန်နယ်ဖြစ်ပါသည်။ကိုချင်းဆရာဒါကိုထားနိုင်ကြဖို့အမှားချချန်နယ်ဖြစ်ပါသည်။ခရီးရတန်ရှင်ချင်းအတွက်အရေးပါသောသူတင်ချက်ကိုနှလုံးသွင်းကြဖို့လိုအပ်ကြောင်းကိုသိမှတ်၍လိုင်းလျှောက်နိုင်ကြပါစေ။အားလုံးဖျားသိမ်းကောင်းပြီးပါစေ။